ဟာမတ်တစခန်တွေကိုလုပေးပြီးတော့ထရန်နဲ့အာရဂေါဇွန်တွေဟာဂါဇာကမ်းမတွေကငြိမ်းချမ်းရေးတဘောသူညီချက်ကိုလက်မရှိထိုးခဲ့ကြပါတယ်။ကျွန်တော်ကဂါဇာအဖြစ်ကရဆေးရေးဆိုင်ရာနောက်ဆုံးတည်ရင်ဖြစ်စတင်ပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန်နဲ့အနောက်အာရှဒေသမှာဂေါဇွန်တွေဟာအတူတကွရပ်တည်ပြီးဂါဇာကမ်းမဒေသမှာအဖြစ်ကရဆေးရေးကိုအတည်ပြုတဲ့ညီညာချက်တစ်ခုကိုလက်မရှိထိုးခဲ့ကြပါတယ်။ အီရီမာအစ္စရေးနဲ့ဟမတ်စ်တို့ဒဇခံများနဲ့ပါလက်စတိုင်းကျင်းသားတွေကိုဖလှယ်ပြီးတဲ့နောက်ရပ်ပိုင်းအကြာမှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က၎င်းကိုကမ္ဘာအတွက်နဲ့အရှေ့လက်ပိုင်းအတွက်ကြီးမားတဲ့နေ့တစ်နေ့ဟုခေါ်ဆိုခဲ့ပါတယ်။အီဂျစ်ကာတာနဲ့တူရကီခေါင်းဆောင်တွေအပါအဝင်ကမ္ဘာခေါင်းဆောင်20ကျော်ဟာအီစီဝေကိုတက်ရောက်ခဲ့ပါတယ်။၎င်းတို့ကအီဂျစ်နိုင်ငံရှာအက်ရှိတ်မှာတွေ့ဆုံခဲ့ပြီး ထရန်က၎င်းကိုသမိုင်းဝင်အောင်မြင်မှုတစ်ခုခေါ်ဆိုခဲ့ပါတယ်။ထရန်ကခေါဆောင်တွေကမဖြစ်နိုင်လို့လူတိုင်းပြောခဲ့တဲ့အရာတစ်ခုကိုအောင်မြင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။သူကယနေ့ညမှာကျွန်တော်တို့ဂုံပြူနေတဲ့ကြီးမားတဲ့အောင်မြင်မှုကတော့ဂါဇာမှာရှိတဲ့စစ်ပွဲကိုအဆုံးသတ်ယူတာမဟုတ်ပါဘူး။ဖျားသခင်အကူအညီဖြင့်၎င်းဟာတစ်ခုလုံးသောလှပတဲ့အရှိလေပိုင်းအတွက်အစအသည့်တစ်ခုဖြစ်လာခဲ့ပါတယ်။ဤအခမ်းအနားမှာစပြီးကျွန်တော်တို့ဟာ အချမ်းဖဲမှုလမ်းကြောင်းကိုအပြစ်တငင်းပယ်ပြီးတာမာတည်ငင်းကြော်ဝ၍စီလုံးညညွတ်တဲ့ဒေတာတစ်ခုကိုတည်ဆောက်နေမှာဖြစ်တဲ့ကျွန်တော်ကအချမ်းဖဲတွေကိုဖျက်ရှားပြီးဘဝမှာအခြားကောင်းမွန်တဲ့အရာတွေကိုအယုံဆိုင်လိုပါတယ်လို့ပြောကြားခဲ့ပါတယ်။ trunk ကထမထလောင်းပြောကြားတာကတော့ဤဒီမှာကဘာအတွက် ကြီးမားတဲ့နေ့ဖြစ်တယ်။အရှိလက်ပိုင်းအတွက်ကြီးမားတဲ့နေ့ဖြစ်တယ်လို့ပြောပါတယ်။ဤဒီမှာစီစိမ့်တဲ့အာအရာ စုစည်းကဘူးသည်။မှာအကြီးအမားဆုံးတော့နိုင်ငံများအုပ်စုဖြစ်ကောင်းဖြစ်နိုင်တယ်လို့သူကတွေ့တွေ့မြင်နိုင်ပါတယ်။၎င်းမှာပါဝင်ရသည်မှာဂုံယူစွာဖြစ်တယ်လို့လည်းဆိုခဲ့ပါတယ်။သူဆရွက်စာတန်းကအပြစ်ခရဆဲရီကိုတရားဝင်ဖြစ်စေခဲ့ပါတယ်။၎င်းကစစ်ပွဲကိုလုံးဝရပ်တန့်စေခဲ့ပါတယ်။အမေရိကန်၊အီဂျစ်၊ကာတာနဲ့တူရကီခေါင်းဆောင်တွေဟာဤသဘောတူညီချက်အမှတ်ခံသူများအဖြစ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ညနာချက်မှာခေါင်းဆောင်အားလုံးဟာဒေတာအတွင်ပြည့်ပြည့်စုံနဲ့ငြိမ်ချမ်းမှုလုံခြုံမှုနဲ့မြဝေကြွယ်ဝမှုစီတို့လှုပ်ဆောင်ရန်ကတိပြုခဲ့ကြပါတယ်။၎င်းတို့ကဂါဇာအတွင်းရေရှိတီတီရန်နဲ့ငြိမ်ချမ်းရေးတိဆောက်ရမှာတိုးတက်မှုကိုလည်းကြိုးဆုပ်ခဲ့ကြပါတယ်။အီဂျစ်သမ္မတအဘဒဲဖတ်တဲအစီစီကဂါဇာတဘောတူညီချက်ဟာလူသားတိုင်းမှာနာကျင်ပွဲကခံတစ်ခုကိုရုပ်သိမ်းသွားတယ်လို့ပြောပါတယ်။ ၎င်းဟာနိုင်နိုင်ငံပြင်ဆင်ချက်အတွက်တကားဖွင့်ပေးတယ်ကျွန်တော်ဟာဤအစီအစဉ်ဖြစ်ပေါ်လာဖို့အတွက်ကျွန်တော်တို့ထောက်ပံ့ထောက်ခံမှုနဲ့မျှော်လင့်ချက်ကိုအတည်ပြုပါတယ်၎င်းဟာနိုင်နိုင်ငံပြင်ဆင်ချက်အတွက်လူအားတဲ့နိုင်ငံရေးလမ်းကြောင်းကိုဖန်တီးပေးလိုက်မယ်ဤဒီမှာပါလက်စတိုင်းနဲ့အစ္စရေးလူနှစ်ဦးစလုံးတရားမျှတတဲ့အိမ်မက်တွေကိုအကောင့်ထက်ဖော်ဖို့ပြည်ပခါဖြစ်ပြီးငြိမ်းချမ်းစွာနေထိုင်ရန်တခုတီတော်နီလန်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် ဒါပေမဲ့တင်းလာနေ့မှာ White House မှာထုတ်ပြန်ခဲ့ပါတယ်။နေကြရေးလုပ်ငန်းစဉ်မျိုးတို့ဆက်လှုပ်ဆောင်မှုကိုရှင်းလင်းမပြောကြားခဲ့ပါ။၎င်းဟာတခြားတနိုင်ငံ ဖြစ်စဉ်ချက်ဒါမှမဟုတ်နိုင်ငံဖြစ်စဉ်ချက်ကိုလည်းဖော်ပြမထားပါ။ထံကကျွန်တော်ဟာဂါဇာကိုပြည်နယ်တိဆောက်ရေးအကြောင်းပြောနေတယ်တနိုင်ငံသို့မဟုတ်နိုင်ငံအကြောင်းမပြောပါဘူးအချို့လူများကတနိုင်ငံကို နှစ်သက်ကြပြီးအချို့ကနိုင်ငံကိုနှစ်သက်ကြတယ်ကျွန်တော်တို့ကတော့စောင့်ကြည့်ရမှာဖြစ်တဲ့သူအကြောင်းကိုကျွန်တော်က ြည်သည့်မတ်ချမမပြရသေးပါလို့ဆိုခဲ့ပါတယ်။စီစဉ်ပထမအဆင့်တစိတ်တစ်ပိုင်းနေဖြင့်ဟာမတ်စ်ကဒေနာနေမှာနှစ်နှစ်နေပါဖန်စီထိန်ထိန်ခံရပြီးတဲ့နောက်အသက်ရှင်ကျန်ရတဲ့ဒဇဂန်ဦးနဲ့အယောက်20ကို လုပေးခဲ့ပါတယ်။အပြန်လည်နေဖြင့်အစ္စရေးဟာ၎င်းအချင်းထောင်တွေမှာထိန်ထိန်ထားတဲ့ပါလက်စတိုင်းလူမျိုး2000ခန့်ကိုလုပေးခဲ့ပါတယ်။တယ်ရီဗီမှာတစားခံတွေမိသားစုတွေကိုထောက်ခံဖို့အတွက်လူအုပ်ကြီးတစုစုဝေးခဲ့ကြပါတယ်။ လုပေမှုများစတင်တဲ့အခါမှာ၎င်းတို့ကပျော်ရွှင်မှုဖြင့်ငူကြွေးခဲ့ကြပါတယ်။အနောက်ကမ်းမြောင်မှာပထမဦးဆုံးကျင်းသားတွေအိမ်တို့ပြန်လာတဲ့အခါလူအုပ်ကြီးတွေကလည်းဂုဏ်ပြုခဲ့ကြပါတယ်။အိန္ဒိယဝန်ကြီးချုပ်နာဒရင်မူဒီက X Twitter မှာ posting ကနနစ်အကြာတစားခံအားလုံးလုပေမှုကိုကြိုးဆိုခဲ့ပါတယ်။သူက၎င်းဟာတမနာထွန်းနဲ့ဝန်ကြီးချုပ်နာတယာဟုပြင်းထန်တဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေရလာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။အိန္ဒိယဟာ ဆာအရှိတ်ငင်းချင်ကြီးထိတ်တီးအစီဝေတို့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးမှကိုစားပြုတယောက်ခဲ့ပါတယ်။အိန္ဒိယကဒေသအတွင်းငင်းချင်ကြီးနဲ့ပြည်နာတွေကိုဆွေးနွေးမှုနဲ့တတ်တမရေးဖြစ်ဖြစ်ရှင်းရန်ထောက်ခံကြောင်းထမှန်ဖော်ပြခဲ့ပါတယ်။တစ်ဖက်တွင်ကုလသမဂ္ဂကဂါဇာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြတဲဟာမပြေဆုံးသေးကြောင်းတတိပေးခဲ့ပါတယ်။ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီကအကူအညီ ပုံမပို့ဆောင်ရတဲ့ပြန်လဲတိဆောက်ရေးရစတင်ရန်ချက်ချင်းဝရောက်ခွင့်ကိုတောင်းဆိုခဲ့ပါတယ်။၎င်းတို့ကအကြီးအစားလူသားချင်းစာနာထောက်တာမှုဆိုင်ရာအကူအညီကိုခွင့်ပြုရန်အချိန်တန်ပြီလို့ဆိုခဲ့ပါတယ်။အီဂျစ်မှာရှိတဲ့ထိပ်တီအစည်းအဝေးမှာနေကြရေးအကြောင်းပြောဆိုခဲ့တော့လဲဆွေးနွေးရန်ကိစ္စများစွာကြံရှိနေသေးတယ်လို့ပြောပါတယ်။အချို့ခက်ခဲတဲ့ပြဿနာတွေမှာဟာမတ်က၎င်းလက်နက်တွေကိုလက်နက်ချရန်ငြင်းဆန်ခြင်းနဲ့အစ္စရေးကဂါဇာမှာအပြစ်အဝဆုတ်ခွာဖို့အတွက် ဘောတူဒေချင်းမရှိသေးဘူးလို့ပြောပါဝေးပါတယ်အဲဒါကြောင့် Trump Gaza အစီအစဉ်နောက်ထပ်အဆင့်တွေဟာအကောင့်ထက်ပေါ်ရန်ပုံမခက်ခဲနိုင်ပါတယ် Gaza ကျင်ညာချက်ကနောက်အနောက်အာရှမကြသေးမီတမိုင်းမှာအသွေးထွက်တန်ယုံဆုံးတဲ့အခန်းတစ်ခုဖြစ်နိုင်တဲ့အဆုံးသတ်ကိုအမှတ်သာပြုပါတယ်ဒါပေမဲ့တမိုင်းကအချိန်များစွာပြတ်တက်ခဲ့တဲ့အတိုင်းအပြစ်ကရစဲရေးဟာတိုက်ပွဲတွေကိုရပ်တန့်နိုင်တော့လဲစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုတိဆောက်ရအမြဲတမ်းပုံမကြရှိလိုအပ်ပါတယ်